ို့တွေက content creator လုပ်ချင်ပေမဲ့ကျွန်တော်တို့ camera ရှေ့ထွက်ပြီးတော့ကျွန်တော်ဒီလိုမျိုး video တွေနဲ့ကျွန်တော်တို့ဟိုပြောရမှာဆိုရမှာကျွန်တော်တို့ကမဝင့်မရင်းနဲ့ရှက်ကြောက်ကြတယ်ပေါ့နော်အဲ့တော့အဲ့နေရာမှာကျွန်တော်စိတ်ထားလေးတစ်ခုပေါ့နော်ကျွန်တော်သူများတွေတော့မသိဘူးကျွန်တော်ရဲ့စိတ်ထားကိုကျွန်တော်ပြောပြတာပေါ့နော်အဲ့စိတ်ထားလေးထားလိုက်လို့ရှိရင်တော့ရမယ်ထင်တယ်နော်အကိုကလည်းတကယ်ပိုင်ပိုင်နိုင်နိုင်လောက်တဲ့သူဆိုရင်ပြောတာပါနော် ဟိုဘယ်လိုပြောမလဲကျွန်တော်လည်းအရင်တုန်းကကြောက်တာပဲကြောက်တာပဲကြောက်တယ်ကြောက်တယ်ရေလို့မဟုတ်ရှက်တာရှက်တာနော်ကိုပြောတဲ့ကိုရဲ့အတန်ကြီးကိုပြန်နားထောင်ရတာတမျိုးကြီးဖြစ်နေတယ်နော်ကိုရဲ့ယုတ်ကြီးကိုကိုကြည့်နေရတာတမျိုးကြီးဖြစ်နေတယ်နောက်ပိုင်းကျတော့ used to ဖြစ်လာတဲ့အခါကျတော့ဟိုဒီပေါ်မှာလိုက်ပြီးတော့တောင်မှ ကိုကပြန်ပြီးတော့ဟို acting လိုမျိုးလေ ထည့်လို့ရတဲ့အဥ္စာတွေကိုမြင်းလာရတာပေါ့နော်မြင်းလာရတာပေါ့ဟိုဘယ်လိုပြောမလဲမစိမ့်တော့တောင်းတောင်းကြီးဖြစ်မနေတော့ဘူးပေါ့ဗျာတောင်းတောင်းကြီးဖြစ်မနေတော့ဘူးဟိုတပြေးနဲ့ used to ဖြစ်လာတာပေါ့အဲ့ဒါလေးကိုပြောချင်တာကျွန်တော်ကြတော့ဘယ်လိုစိတ်ထားထည့်လဲဆိုတော့အနှစ်ချုပ်လေးပဲပြောပြလိုက်မယ်နော်ဘလို့စိတ်ထားထက်လေဆိုတော့ငါဒီသူများတွေကိုတခြားတခြားသောသူတွေကိုငါတိထားတဲ့အတိလေး ပေါ့နော်ကျွန်တော်အများကြီးလည်းမသိပါဘူးနော်ကျွန်တော်တီးတလောက်လေးကိုငါပြန်မျှဝေပေးမယ်အဲ့လိုမျှဝေပေးလိုက်လို့ရှိရင်ငါတီးတယ်လို့မျိုးမတီးတဲ့သူတွေဒီတီးသွားမယ်နော်အဲ့ဒီအတွက်ငါဒါကိုငါလောက်ကိုလောက်ရမယ်ငါအတွက်ငါလောက်တာမဟုတ်ဘူးသူများတွေအတွက်ငါအကျိုးရှိအောင်ငါလောက်ပေးရမယ်ဆိုတော့အဲ့ခံစားချက်လေးခံယူချက်လေးကျွန်တော်ထည့်လိုက်တာနော်ထည့်လိုက်တာထည့်လိုက်ပြီးတော့ဟောတခါတကြလို့ရှိရင်လည်းကျွန်တော်ဟိုမပြောချင်ဘူးဗျာဟိုဘယ်လိုပြောမလဲ အဲ့လိုမျိုးဟိုအတင်းလိုပုံစံလိုမျိုးတွေပေါ့နော်အဲဟိုတနေ့တော့ဆိုလို့ရှိရင်ကျွန်တော်ပြောဒါကျွန်တော်ရဲ့တိုက်မဟုတ်ဘူးလေကျွန်တော်ရဲ့တိုက်ကအပြင်မှာတစ်မျိုးနော်ကျွန်တော်ရဲ့တိုက်ကကျတော့ဟိုအခုစကားပြောနေတဲ့ပုံစံလိုမျိုးပဲကျွန်တော်အေးစစ်စစ်ပဲပြောရဲဆိုရဲပေါ့နော်အဲ့လိုမျိုးဟိုဘုံတိုင်းဘုံတိုင်းကြီးတွေအဲ့လိုမျိုးအရင် active ဖြစ်တဲ့အချိန်မှာကျွန်တော်မပါဘူးမပါဘူးကျွန်တော်ကျွန်တော်စကားပြောတာလည်းလေးတယ်နော်ဒါကပြောရလဲလေးတယ်အဲ့တော့ကျွန်တော်ကင်မရာရိုက်တဲ့အခါမှာကြာလို့ရှင်เนาะလူတွေမပြင်းအောင်ဆိုပြီးတော့နည်းနည်း ညံ့ညံ့လေးကိုကိုပြောပြပြောရတယ်ပေါ့နော်အဲ့လိုမျိုးလေးလေလောက်ရတော့ဒါတော့တဖြည်းနဲ့ used to ဖြစ်သွားမှာပါနော်အော်ကျွန်တော်နောက်ပိုင်းကျရင်လည်းအဲ့ tip ကလေးတွေဟိုလောက်ပြောပြပါဦးမယ်နော်ဟိုကျွန်တော်တက်စီနီယာကြားတဲ့သူတွေလည်းအများကြီးရှိပါတယ်နော်ကျွန်တော်တို့ကကြာတော့ဟိုတိတယ်ဆိုရင်တော့မှဟိုစတွေ့လောက်ကပို့ပြီးတော့တိတာများတယ်လीအ နော်ညားလေလေဒါပေမဲ့ကျွန်တော်အခုနောက်ပိုင်းကျတော့လေကျွန်တော်ကိုယ်တိုင်မလုပ်လို့မရအောင်လေနော်ရှေ့ကနေပြီးလုပ်ပြရအောင်နော်အဲ့လိုမျိုးလေးလေရှိတာအောင်နော်အဲ့လိုအဲ့လိုမျိုးပြောတာပါနော်